မင်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းပလဲမြို့နယ်ကကန်တောင် yes can think တိုက်ပွဲအတွင်းဘုံလာကျဲတဲ့အကြပ်ဖက်စစ်ကောင်စီတိုက်ရဲတိုက်လီရင် jet fighter တစ်စီးကိုဒေါ်လန်ရေးတပ်တွေကပစ်ချလိုက်ပြီးလီရင်ဟာဘုံကြီးကျောင်းထဲမှာမိလောင်ပျက်စီးသွားတဲ့အပြင်လီရင်ပို့ရဲ့ဥကောင်းခွန်နဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေပါရရှိထားတယ်ဆိုပါတယ် ရန်ကုန်မြို့ကအချက်ဖက်စကောင်စီရဲ့မော်ပီလီဒါစကန်ဌာနချုပ်ကိုတော်လိုင်းရဲဘော်တွေကအသေးခံ drone နဲ့တက်ခတ်မှုအတွေ့စကောင်စီဘက်ကဘိုးမိုးဝေကျော်အပါဝင်နှစ်ဦးကတော့အသီးသီးတိတ်ကုန်ကြပြီးဒဏ်ရာရတဲ့သူတွေလည်းရှိထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြပါဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကိုင်းတိုင်းပလန်မြို့နယ်ကကန်တောင်ရစ်ကန်တိန်တိုက်ပွဲအတွင်းဘုံလာကျဲတဲ့အချမ်းဖက်စကောင်စီတပ်ရဲ့တိုက်လေရင် jet fighter တစ်စီးကို ဒေါ်လန်ရေးတက်တွေကပစ်ချလိုက်ပြီးလေရင်ဟာဖုံးကြီးကြောင်းထဲမှာမိလောင်ပျက်စီးသွားတဲ့အပြင်လေရင်မှုရဲ့ဥကောင်းခွန်နဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုပါရရှိထားတယ်လို့ဒေါ်လန်ရေးတက်ဖွဲ့ဝင်တို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဒီကနေ့ဇွန်လ10ရက်နေ့မွန်လယ်7နာရီဝန်းကျင်လောက်မှာပဲပလဲမြို့နယ်ကကန်တောင်ရစ်စကန်တိန်တိုက်ပွဲအတွင်းဘုံလာကျဲတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့တိုက်တဲ့ရင် Jet Fighter တစ်စီးကို တော်လိုင်းတက်တွေကမြေပြင်ကိုပြတ်ကျတဲ့အထိပြစ်ချနိုင်ခဲ့တယ်လို့လဲပြည်သူလွတ်မြောက်ရေးတပ်မတော် PLA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကိုတိုင်ကလည်းရန်ကုန်ခေတ်တစ်ကိုအတည်ပြုပြောထားပါသေးတယ်။ရန်ကုန်ခေတ်တစ်ကရရှိထားတဲ့ဗီဒီယိုဖိုင်ထဲမှာလည်းလေရင်ဟာဖုန်ကြီးကြောင်းထဲမှာပြတ်ကျသွားပြီးမိတွေလောင်နေတာကိုတွေ့ရတယ်လို့အနီးဝန်းကျင်မှာလည်းလေရင်ဘိန်းအပါဝင်အပျက်စီးတွေကိုပါတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော်လိုင်းတက်ဖွဲ့ဝင်တဦးကလည်း လဲမျိုးနယ်ကန်တော့နေမြေရစ်ကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကတိုက်လီရင်ကိုတော်လိုင်းရေးတပ်တွေကမြေပြင်မှာပြတ်ကျတဲ့အထိပြစ်ချလိုက်နိုင်တာကိုထပ်မံအတည်ပြုထားပြီးလေရင်မှုရဲ့ဥကောင်းခွန်နဲ့ကိုခန္ဓာအစိပ်ပိုင်းတွေပါရရှိထားတယ်လို့ပြောထားသလိုနောက်ဆက်တွဲသတင်းတွေကိုထပ်မံထုတ်ပြန်ပေးပါမယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျတပတ်ပါလေရှန်ကုမျိုးကအချက်ပတ်စစ်ကောင်စီရဲ့မော်ပြီးလေတက်စကန်ဌာနချုပ်ကိုတော်လိုင်းရေးပေါ်ကအသေးကန်ဒရုန်းနဲ့တိုက်ခိုက်မှုအတွေ့ စင်ကောင်စီဘက်ကဘိုမိုးဝီကျော်အပါဝင်နှစ်ဦးကတော့အတိအသေးတိတ်ကုန်ကြပြီးဒဏ်ရာရတဲ့သူတွေလည်းရှိထားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် SRDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်မြို့ကအကြပ်ဖက်စစ်ကောင်စီရဲ့မှော်ပြီးလက်တက်စခန်းဌာနချုပ်ကိုဒေါ်လာကြီးရဲဘော်တွေကအိုးထိန်တွင်ဂျေးရွာဆစ်စင်ရေးအဖြစ်ဂျမ်းမာကြော်တိုင်နဲ့အစစ်မြင့်အသေးကန် drone တွေနဲ့ဘုံကျဲတက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုအတွင်း စကောင်စီရဲ့မော်ဘီလီတက်စခန်းကင်းစင်ကိုထိမှန်ပောက်ကွဲသွားပြီးစစ်ဘိုးမိုးဝေကျော်နဲ့တပ်သားဖြိုးကိုကိုဆိုသူတို့နှစ်ဦးဟာအတိအသင့်တိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်ကောင်စီဘက်က6ဦးလည်းဒဏ်ရာရရထားတာကိုတိထားရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် SRDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်စကောင်စီဘက်ကလော်ဘီတွေကတော့အဲ့ဒီတက်ခိုက်မှုမှာပြည်သူတို့ချို့ထိခိုက်ထားတယ်ဆိုပြီးဝါဒဖြန့်နေကြတယ်လို့တက်ခိုက်ခဲ့တဲ့ရဲဘော်တွေအနေနဲ့ကတော့ စစ်စင်မှတ်တမ်းတွေကိုတိတိကျကျဖော်ဆောင်ခဲ့တာဖြစ်တဲ့အတွက်ပြည်သူတဦးတည်းရောက်မှထိခိုက်မှုမရှိဘဲသူတို့စစ်တပ်ဘက်ကသူတွေသာထိထားကြတာကိုအတိပြုနိုင်ထားပြီးဖြစ်တယ်လို့လည်းပြည်သူ့ကာကွယ်ရေးတပ်မတော် SRDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျာတပ်ဖွဲ့မှာတော့ကင်းပြည်နယ်တန်တောင်ကြီးမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့73ဘိုင်တပ်စခန်းကြောက်လုံးကြီးစခန်းနဲ့စစ်တပ်စစ်ကြောင်းကို တော်လိုင်းပုံပေါင်းတက်တွေကတက်ခိုင်းမှုအတွေ့စစ်ကောင်စီတပ်သား3ဦးကတော့အတိအသေးသိအောင်ကြတဲ့အပြင်နောက်ထပ်4ဦးကဒဏ်ရာရရထားတယ်လို့တန်တော်ပီတီတက်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ရင်းပြည်နယ်တန်တော်ကြီးမြို့နယ်ကတန်တော်လိတ်တူတောင်ကူလမ်းပိုင်းအတွေ့စစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းအပါဝင်စစ်ကောင်စီရဲ့73ဘိုင်းတက်စခန်းနဲ့ကြောက်လုံးကြီးစခန်းတွေကိုပါတော်လိုင်းပူပေါင်းတက်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲဒီလိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားစုစုပေါင်း၃ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအတိအသင့်သိကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား၄ဦးကဒဏ်ရာတွေရသွားတယ်လို့လည်းတန်အောင် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ ဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီရဲ့ဒိုင်ဥခမရ443တက်ရင်နဲ့ရေးမျိုးခလာရ299တက်ရင်ကစစ်မှုန်တတတဲ့၄ဥဟာလက်နက်ခဲယမ်းတွေနဲ့အတူတော်လန်ရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့တပ်ဆိုင်ရာတော်လန်ရေးတပ်တွေကရန်ကုန်ခေတ်တိကိုပြောပါတယ်ဘကိုးတိုင်းကဒိုင်ဥမျိုးနယ်မှာတော့ဇွန်လ10ရက်နေ့ကပဲအကျန်းဖတ်စစ်ကောင်စီတက်ရက်ဒိုင်ဥခမရ443တက်ရင်မှာအပုတ်ခံထားရတဲ့စစ်မှုန်အပစင်38ကတပ်သားတဲ့၂ဥဟာ လက်နက်ခဲရက်နဲ့အတူတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့ PDF အမှတ်29စစ်ဗျူဟာနဲ့တပ်မဟာတတဝန်ကကိုအီမင်းထွန်းကပြောထားပါတယ်လာတို့မွန်ပြည်နယ်ရင်းမြစ်နယ်ကစစ်ကောင်စီရဲ့ခလာရ299မှာအပုတ်ခံရတဲ့စစ်မှုတပ်သားတစ်စစ်စေးအောင်နဲ့ညီညီတပ်စုတို့နှစ်ဦးဟာလည်းလက်နက်ခဲယမ်းတွေနဲ့အတူရေးပြောက်ကြဒေါနစစ်ကြောင်းနှစ်စီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ လက်ရှိမှာတော့အဲ့ဒီလိုလင်းဝင်လာတဲ့စုမတတသက်၄ဦးစလုံးကိုသက်ဆိုင်ရာတော်လှန်ရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစုံစောင့်ရှောက်ပေးထားပါတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့အကြံဖတ်မင်းအွန်လိုင်းရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးအိမ်မက်ကိုအနန္တီအစိုးရကရပ်တန့်ခဲ့ပြီမဲ့အခုခါစစ်ကောင်စီကရုရှားအကူအညီနဲ့ပြန်ကြိုးစားနေမှုဟာအာဆီယံနဲ့ဒေသတွင်းနိုင်ငံတွေကိုချိန်ချောက်နေတာဖြစ်တယ်လို့အယူကြီးကပြောလိုက်ပါတယ်ဒါကတော့ ဒီကနေ့ဇွန်လ10ရက်နေ့မှာထုတ်ပြန်တဲ့ UNG ရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ UNG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကပြောတော့တာပါအဓိကကတော့မြန်မာနိုင်ငံမှာရွေးကောက်ခံ NLD အယက်သားအစိုးရလက်ထက်ကနျူကလ িয়ার လက်နက်များတားမြစ်ရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီမဲ့အကြမ်းဖက်မင်းအောင်လိုင်းကတော့သူတို့စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက်အဲ့ဒီနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးအိမ်မက်ကိုပြန်လည်အကောင့်ထဲပေါ်လာတယ်ဆိုပါတယ်အခု2025ခုနှစ်မတ်လမှာတည်း မင်းအွန်လိုင်းရဲ့ရုရှားခီးစင်အတွင်းရုရှားမြန်မာနှစ်နိုင်ငံသဘောတူညီလက်မှတ်ရေးထိုးချက်အရမြန်မာနိုင်ငံမှာ130မဂါဝတ်အသေးစားနျူကလ িয়ার တပ်ပေါင်းဘိုကိုရုရှားကတိစောက်ပေးမဲ့အချက်ပါပြီးအဲဒီကမှတဆင်နျူကလ িয়ার တပ်ပေါင်းဘိုကိုမဂါဝတ်330အထိစွမ်းဆောင်ရည်ထပ်မံတိုးချဲ့ဘိုကိုပါသဘောတူညီထားတယ်လို့သိရပါတယ်လက်ရှိမှာတော့အကြံဖတ်မင်းအွန်လိုင်းဟာနျူကလ িয়ার နည်းပညာရဖို့ကြိုးပမ်းနေမှုတွေကိုရုရှားနိုင်ငံရဲ့အကူအညီနဲ့အရှိန်မြှင့်လှုပ်ဆောင်လာနေပြီးအခုတော့ နိုင်ငံတကာဥပဒေတွေကိုဘာတစ်ခုမှမလိုက်နာပဲမြန်မာပြည်သူတွေကိုနေ့စဉ်စိတ်ထင်တိုင်းတပ်ဖြတ်နေတဲ့စစ်ကောင်စီလက်ထက်နျူကလ িয়ার လက်နက်ရရှိသွားမယ်ဆိုရင်တော့ဒါဟာအာဆီယံနဲ့ဒေသတွင်းနိုင်ငံတွေရဲ့တည်ငြိမ်ရေးနဲ့လုံခြုံရေးကိုပါချိန်ချောက်လာမဲ့သဘောဖြစ်တဲ့အတွက်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ဒါကိုအထူးသတိပြုသင့်ပါတယ်လို့လည်း MG ဝန်ကြီးချုပ်ရုပ်ပြောဆိုခွင့်ရှိသူဦးနေဘုံကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ စကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်နှစ်ခုဟာဒီကနေ့ဇွန်လ10ရက်နေ့မနက်ပိုင်းမှာပဲနထိုးကြီးနဲ့မတရားမြို့အနီးကိုဗဟိုပြုပြီးထပ်မံလှုပ်ခတ်သွားပြန်တယ်လို့အဲ့ဒီငလင်လှုပ်ခတ်မှုကိုမန္တလေးနဲ့နေပြည်တော်မှာတိတိတတခန်းစားသိရှိရတယ်လို့လဲမူစလာရဲ့ထုတ်ပြန်ချက်နဲ့ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်အရသိရပါတယ်ဒါကတော့ဒီကနေ့ဇွန်လ10ရက်နေ့မနက်အစောပိုင်း3နာရီခွဲနဲ့6နာရီဝန်းကျင်လောက်မှာပဲစကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်အဖြစ် လီဒါသမားတစ်အဆင့်ရှိတဲ့ငလင်ငယ်ဟာဒိုးကြီးနဲ့မတရားမျိုးအနည်းကိုဖော်ပြပြီးထပ်မံလှုပ်ခတ်သွားပြန်တယ်လို့မူစလာကထုတ်ပြန်ထားပါတယ်။အဲ့လိုငလင်လှုပ်ခတ်မှုကိုမန္တလေးနဲ့နေပြည်တော်မှာရှိတဲ့ပြည်သူတော်တော်များများလဲတိတိတတ်တတ်ခံစားလိုက်ရတဲ့အကြောင်းကိုမန္တလေးဒေသခံနဲ့နေပြည်တော်မှာနေတဲ့ဝန်ထမ်းတအူးကပြောထားပါတယ်။မြန်မာနိုင်ငံမှာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်သခိုင်းမန္တလေးနဲ့နေပြည်တော်တို့မှာလူပေါင်းထောင်နဲ့ချီတည်ဆုံထားပြီး နေအိမ်တိုက်တာအဆောက်ဥပေါင်းများစွာလဲဆုံးရှုံးပျက်စီးထားတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ